ပဲခူးတိုင်းတာယာဝတီချင်းထောင်ကနေလွတ်ရက်စစ်လို့ဒီကနေ့လွတ်ပေးရမယ်နိုင်ငံရေးအကျဉ်းသူတဦးနဲ့နိုင်ငံရေးအကျဉ်းသား၄ဦးကိုစစ်ကောင်စီကနောက်ထပ်အမှုများဖြင့်ထောင်ထဲသို့ပြန်ထည့်ခဲ့ကြောင်းနိုင်ငံရေးအကျဉ်းသူဟောင်းကဘာညိုက အတိပြုပြောဆိုပါတယ်ရဲစခန်းကထောင်ပိုင်ကိုအကြောင်းကြားပြီးနောက်အမှုနဲ့ထောင်ထဲပြန်ထည့်လိုက်တာပါထောင်ကလွတ်မှအခုလိုကိုစိတ်နှစ်ပါးဒုက္ခပေးကြတာတကယ်ဆို အမှုအလုံးရှိရင်စဖန်ကလေးက အကုန်စုပြောပြီးကတ်ရမှာလေငွေပတ်ညက်ထောက်ထားမြုပ်ထားရစ်စာ ရှေ့မှုပြစ်ချပြီးတက်တက်လောက်တာပါရဲနဲ့တရားသူကြီးပေါင်းလောက်ကြတာပါလို့နိုင်ငံရေးအရှင်းသူဟောင်းကဘာညိုကဆိုပါတယ်အောက်တိုဘာ၁ရက်နေ့ကတာယာဝတီကျင်းထောင်ကနေလွတ်ရက်စေလို့လွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသား73ဦးထဲမှာအကျဉ်းသူတဦးနဲ့နိုင်ငံရေးအကျဉ်းသား၄ဦးအကျဉ်းထောင်ဘူဝမှာ ပုံမှန်52ကကြီးနဲ့နောက်မှုကတ်ခံရပြီး ထောင်ထဲပြန်ထည့်ခံလိုက်ရတာဖြစ်ပါတယ်။နောက်အမှုကပ်ပြီး ထောင်ထဲပြန်ထည့်ခံရတဲ့6ဦးထဲမှာတင်ဆိုးခနတ်ဆိုးရဲ့ဇနီးဖြစ်သူမတ်မေမြတ်သူတို့လည်းပါဝင်ပါတယ်။မတ်မေမြတ်သူကနောက်အမှုကပ်ပြီးထောင်ထဲပြန်ထည့်ခံရတာနဲ့ပတ်သက်ပြီးသူနဲ့ရင်းနှီးတဲ့အမည်မဖော်လိုသူမြန်မာပြည်တွင်းကနိုင်ငံရေးအကျဉ်းသူဟောင်းတဦးကသူ့ရဲ့ Facebook အကောင့်ကနေတဆင့်အခုလိုပြောပါတယ်။တာယာဝတီအကျဉ်းထောင်၄ဆောင်၃ပေါ် မမေမြတ်သူဘဥအောင်ကျော်ဆင့်ကိုတာယာဝရီရဲစခန်းကပြန်ခေါ်ထားလိုက်ပါတယ်တဲ့တေချာပါတယ်နောက်မှုပါပဲတွေးကြည့်အောင်နဲ့တယ်ဘလောက်ခံစားနေရမလဲမြင်အောင်မိတယ်လူတွေကိုတတ်တယ်စိတ်တွေကိုတတ်တယ်မျော်လင့်ချက်တွေကိုတတ်တယ်လွရဲ့စိတ်လို့ပြန်လွတ်ပေးရမယ်နိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေကိုစစ်ကောင်စီကနောက်မှုနဲ့ထောင်ထဲပြန်ထည့်နေတဲ့ကိစ္စအရင်ကတည်းကရှိထားပါတယ်ပြီးခဲ့တဲ့ August 9ရက်နေ့က 905ကကြီးဆက်ခွန်တစ်တုံနဲ့1006နှစ်ချမှတ်ခံထားရတဲ့ NLD ပါတီဗဟိုလူငယ်တာဝန်ခံမတ်မိုးဆန်းစုကြည်ကိုလည်းလွတ်ရက်အစ်နေပြီမယ်ပြန်မလွတ်ပေးပဲ52ကကြီးနဲ့နောက်အမှုကပြီးဆက်လက်ဖမ်းဆီးထားပါတယ်ဒါအပြင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့တက်တော်ဆောင်ဒုရဲအုပ်မတ်ချယ်ရီထက်ဟာ2024ခုနှစ်ဩဂတ်လ9ရက်နေ့မှာ လွတ်ရက်စေနေပြီမဲ့ယခုအချိန်ဒီပြန်မလွတ်သေးပဲရမဲသိအချင်းတောင်မှာချုံနှောင် ခံနေရဆဲဖြစ်ပါတယ်